မိမသဘောတရားမိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းအမှုကိုယတနာတပါးကဲ့သို့ဆောင်လျှောက်ပါအဲ့ဒီထက်ကြီးမားတဲ့ကောင်းမှုက မင်းကလေးတွေမှာမရှိတော့ပါဘူးမိမတို့ရဲ့ဂုံတိတ်ခါကိုတည်တတ်လို့သူတွေကဂုံပြဖွဲ့ကိစ္စတွေကို နမဲကြီးမဲပတ်စံရမယ်ဆိုတာတော့မပြုလို့ရဘူးမိမတွေမှာစိတ်တက်တဲ့ကိုကျင်တရားစင်ကြတာကပထမထင်ရှားချက်ပဲမိမိကိုထိန်းသိမ်းဆောက်ရှောက်နိုင်ခြင်းထက်မိမတယောက်ရဲ့လုံခြုံမှုကိုဘလို့သောသောကလောက်နဲ့အယံအသားတွေကမှမတတ်နိုင်ဘူး အကျိုးတော်မိမတွေကပူပင်ကြောင်းကြခြင်းရဲ့အကျိုးမဲ့ခြင်းသဘောကိုနားမလဲချတရားနဲ့ဖြေရကောင်းမှလည်းမသိယောက်ျားတွေထက်ပူပူပင်ကြပြီးတော့တေတီထက်တိုင်းပူပင်တော့ကကြီးဝါးကြရတယ်။မိန်းကလေးဆိုတာအနေတက်မှတမိုးရှိရင်အနေမတက်ရင်စိတ်စီညာထက်ယေဒနာမျိုးစုံလေးမှတတ်ထားပေမယ့်အလကားပဲ။အလှမပေါ်ပါဘူး။မိဘကြောင့်တိုက်ကြီးပေါ်ကနေတိန်းကျော်ကားကြီးတွေစီးရပြီးတော့ပေါ်ပေါ်ဆဆနေတဲ့မိန်းမမျိုးကအထက်တန်းမဟုတ်ပဲအောက်တန်းကြတယ်။ မိမအတွက်အတင်ကိုယ်တိုင်လှုပ်ပေးတာကိုမိမတွေကမမြင်တတ်ကြဘူး။လှုပ်မပေးသေးရတာကိုပဲမြင်နေတတ်ကြတယ်။မာနထောင်ထားတဲ့မိမကအဆက်တကွဲဖြစ်တတ်တယ်။စိတ်နှိမ်ချတဲ့မိမကပညာတတ်ဖြစ်တယ်။ကျွန်ုပ်ဇနီးရဲ့နင်းမြတ်တဲ့အပြုမျိုးကြောင့်ကျွန်ုပ်ဟာ dream တင်ရှိနေပါတယ်။ကျွန်ုပ်ရဲ့အောင်မြင်ခြင်းတွေမှာကျွန်ုပ်ရဲ့မိမအထောက်အပံ့အများကြီးပါတယ်။မိမကအမေယောက်ျားကမဟုတ်ဘူး။မိမမျက်ရည်ကအတန်မထွက်တဲ့ဟော့ပြော့ချက်ပဲ။ မိမတွေရဲ့အချစ်ရှိရာသွားရလမ်းထဲမှာတနာကျင်နာမူတည်ဟူတဲ့လမ်းကအဖြောင့်တန်းဆုံးပဲမိမတွေနဲ့ပတ်သက်လာရင်ပညာအရှိဆုံးဆိုသူတွေတောင်မိမိကိုအယူဖြစ်ခံကြတယ်မိမတွေနဲ့ပတ်သက်လာရင်တော့အမိုက်မဲဆုံးမိမတွေကတောင်မှအသိဉာဏ်မမေ့ကြဘူးခလေးတယောက်ဇာရိတ်တာကောင်းလာမယ်မကောင်းလာဘူးဆိုတာကမိခင်ပေါ်မှာမူတည်ရဲ့မိမဘော်တူကခင်မွန်းတယ်ကိုဝင်တာလေးစီပါတယ်မိမတယောက်ကလောကရဲ့လူဘဝနဲ့အလားတရားကိုသိရှိနားလည်လို့ရှိရင်နင်ကိုလှုပ်ကြွေးပြီးပြောရှင်စေရမယ် လောကမှာရှိတဲ့ကောင်းမြတ်တဲ့အရာတွေထဲမှာအကောင်းဆုံးတွေထဲမှာဇနီးမိမကောင်းလဲပါတယ်။မိမတို့ကမိမိတို့မျက်လုံးရဲ့အစွမ်းနဲ့စစ်သူရဲကောင်းကြီးတွေကိုဒူးထလာအောင်ပြုလုပ်နိုင်စွမ်းရှိကြတယ်။မျက်လုံးတို့ကအပြူမတို့ရဲ့အသေးနှလုံးပရင်းပေါင်များဖြစ်တယ်။တင်ကထိုလမ်းမှာဝင်ရ၏။မိမတို့ရဲ့ဝိညာဉ်ကစစ်စင်းမြတ်တိုင်းမွေလျော်တယ်။မိမတို့ရဲ့အကြည့်တွေကသူတို့နှုတ်မှမထွက်ရတဲ့ဇာတ်ကားတွေကိုပြောကြတယ်။ မိမရိရဲ့တဘာဝကိုယောက်ျားတွေကတဖြည်းဖြည်းအသက်ကြီးပြင်းလာမှသာနားလဲကြတယ်။မိမရိကကျူပင်နဲ့တူတယ်။ကျူပင်ကလေပြေလေညင်းတိုက်ခတ်ယုံနဲ့ရိမ့်နေတတယ်။ဒါပေမဲ့မုံတိုင်းတိုက်တော်လည်းမကျူပြက်။ယောက်ျားတယောက်ရဲ့အချစ်က သူ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲ။မိမတယောက်ရဲ့အချစ်ကတော့သူ့ဘဝတစ်လျှောက်လုံးအတွက်ဖြစ်တယ်။ယောက်ျားမြတ်ကဘဝရဲ့အကြောင်းကိုစောစောသိကြတယ်။မိမရိကနောက်မှသိကြတယ်။မိမတယောက်ရဲ့အချစ်ကိုရဖို့ဦးတည်နေတဲ့လမ်းများအနက် ပနားကျင်နာခြင်းဆိုတဲ့လမ်းကအဖြောက်တန်းဆုံးပါပဲ။အိမ်ကမိမ့်မက်ပြိုရဲ့အကျဉ်းထောင်ဖြစ်လို့အိမ်ရှင်မရဲ့အလုပ်စကန်းဖြစ်တယ်။မိမတယောက်ကယောက်ျားတယောက်ထပ်ပိုးပြီးစွန့်အားရှိရဲ့။ယောက်ျားကအားငယ်တယ်မိမကစိတ်ခိုင်ပါတယ်။မိမတွေကလူသားအစဉ်အဆက်ရဲ့အရှေ့ဦးပထမပညာပေးသူတွေပါပဲ။စကားကောင်းပါရဲ့အလွန်ပဲကောင်းမြတ်ပါရဲ့မိမတေယောရဲ့ပြောစကားမဟုတ်ရင်ကောင်းတာကြီးပါပဲ ကြက်စည်းလွယ်တဲ့စိတ်သက်ပြောင်းရတဲ့ဆိုတဲ့စကားရဲ့တိကျတဲ့အထိပယ်ဖွင့်ဆိုချက်ကိုရှာဖွေရင်းမိမဆိုတဲ့အမည်ကိုတွေ့ရမှာပဲမိမတို့ရဲ့အသင်းနှလုံးကစဉ်စားတတ်ကြတယ်အဲ့ဒါကြောင့်ပေရမစိုးပြုတိုင်းမှာသုံးပုံနှစ်ပုံမှယွင်ပြီးဒုက္ခရောက်ကြတယ်ကိုမိမကိုကိုတိတမအကုံအစင်ပြောတတ်သူကအတိအမြင်ခေါမသူပဲဖြစ်တယ်အချစ်ကမိမတို့ရဲ့ပါရမီဖြစ်တယ်မိမတွေအတွက်အလောက်ကမြင်းမြဲအိမ်တော်ပြုဖို့ယောက်ျားတွေအတွက်အလောက်ကတတ်နိုင်သမျှအိမ်တော်မပြုဘဲနေဖို့ မိမားဆိုတာချစ်ရင်ချစ်တယ်မချစ်ရင်မုန်းတယ်သူတို့မှမချစ်မမုန်းမှရှိဘူးဇနီးမယားကလူငယ်များအတွက်အင်ရှင်မများဖြစ်ကြရဲ့လူလက်တွေကအဖော်မွန်ဖြစ်တယ်အသက်ကြီးသူတွေအတွက်တော့သူနာပြုတ်တွေပါပဲမိမားတို့ရဲ့တဘာဝကသူတို့ချစ်ခင်တဲ့ယောက်သားတွေအတွက်တာယာခြင်းချစ်ခင်ခြင်းနဲ့ဒုက္ခခံစားခြင်းတို့ပဲဖြစ်တယ်လူရင်စည်းမှုကိုချိန်ဆနိုင်မှုမိမတို့ကိုခံမမှုလို့ရတယ်။အိမ်အောင်ပြုတော့မယ်ဆိုရင်မိမကောင်းတို့ရဲ့သမီးကိုသာရွေးချယ်ပါ။ မိန်းမကယောက်ျားထက်အချစ်ပိုတယ်။မပိုဒီကိုမဆုံးခံနိုင်။ဒါပေမဲ့ချစ်ရမှာတော့မိန်းမကပိုတာကိုမငင်းနိုင်ဘူး။စိတ်ချထားတဲ့မိန်းမနဲ့တဘာဝတိုင်းလှနေတဲ့မိန်းမလို့နှမျိုးနှစားရှိတယ်။ဇနီးမိန်းမကတော့အူရထားရင်စီးရင်နေတော့လည်းအေးမကြီးဘူး။ဇနီးကောင်မရှိရင်တော့ချမ်းသာနေရင်လည်းအလကားပဲ။မိမရီမိုက်ကနေတယ်ဆိုတာမငင်းဆန်လို့မရပါဘူး။ဘုရားသခင်ကလည်းမိမရီကိုယောက်ျားရင်းနဲ့ရှင်ပြိုင်မှု ဖန်တီးခဲ့တာပါပဲ။ မိမတူရဲ့စိတ်သဘောထားဟာအစွန်နှစ်ဖက်ပေါ်မှာမူတည်တယ်။အလကားချစ်စင်းမြတာတွေနဲ့ကလေးစားချစ်စင်းရဲ့ပါ။မိမတယောက်ကချစ်တယ်ပြောပြောမုန်းနေပဲဆိုဆိုချစ်ပရစီလို့အပြောခံရတာကိုတော့အမြင်လူလားနှစ်သက်နေရတာပါပဲ။မိန်းကလေးကပြောလို့ယောက်သားတွေကချစ်တာမှမဟုတ်တာပဲ။မိန်းကလေးကိုချစ်လို့သာမိန်းကလေးတွေပြောတဲ့စကားကိုနှစ်သက်တာ။လူစိုးကငွေကိုတောင်းမရလို့အသက်ကိုတောင်းတတ်တယ်။မိမတွေကတော့ငွေရောအသက်ရောတောင်းတယ်။ မိမတရားရဲ့အလို့ဆိုတာကအိမ်မှာနေရမယ်စကားမပြောဘဲတိတိဆိတ်ဆိတ်နေရမယ်။နေပြန်သွားရမယ်လမ်းမှာမိမကအနေရပါပဲ။မိမဆိုတာအမြဲတမ်းလဲနေတယ်စိတ်မတည်ငြိမ်တတ်ကြဘူး။မိမိသားရဲ့ကောင်းမွန်တဲ့ကံကြမ္မာကိုပီတိဖြစ်နေတဲ့မိခင်တော့ပျော်ရွှင်နေတဲ့သူလောကမှာမရှိ။လူရဲ့အနာဂတ်ဟာမိမရဲ့ရင်ခွေမှာပါ။လောကကြီးဆုံးရှုံးတာကိုကယ်နိုင်ဖို့မိမတွေသာရှိတယ်။မိမတို့ရဲ့ဦးစားစင်ရင်ထုံးခွဲမှုလောက်အပြောင်းလဲမြန်တာဘဝမှာတော့ရှိမယ်မထင်ပါ မိမရရဲ့တဘာဝကိုယောက်ျားတွေကတဖြည်းဖြည်းအသက်ကြီးမှသိနာလိုက်ကြတယ်လေနဲ့မရတရားမှာ90ကစိတ်မချမ်းသာဖြစ်ရတာကတဦးကိုတဦးစုပေါင်းကျိမ်းမောင်းနေလို့ပါပဲမိမရီလင်းတဲ့နေရာကပြောတယ်ဆိုတာကအချားမဟုတ်ဘူးလင်းရဲ့ချီးကျူတာနဲ့မရပေါ်ဆွဆွလန်းလန်းရှိရဲ့အရာတာကိုခံစားတာပဲဖြစ်ပါတယ်လင်းရဲ့ဆွလန်းခြင်းနဲ့ချီးကျူးခြင်းတွေကအဆက်မှန်ဖြစ်ရင်လင်းဖြစ်သူကလည်းအလိုလိုချမ်းသာလာပါလိမ့်မယ်အချစ်ကိုပြေအောင်အကောင်းဆုံးစင်းလေးရတာဘူးနဲ့စာလောက်တာပါပဲ အဲ့ဒီဈေးကိုပဲဈေးမှတီးမခံနိုင်ဘူးမိခင်မြတ်တာဆိုတဲ့ဇာတ်ကတာယာချမ်းမြေ့မှုအဝဝကိုစူးစီးထားတယ်။လောကမှာဇနီးများထပ်ပေါ်ပြီးမိမိပေါ်ကောင်းသူ ਆ ဘယ်သူလဲဆိုတော့မိခင်ရဲ့ပါ။ဇကားတွေပြောတာကတော့မိမများပြုလုပ်တာ။ယောက်ျားတွေကတော့ဇကားတွေပြောတာကမိမများပြုလုပ်တာကတော့ယောက်ျားများတာ။မာနဟာမိမရဲ့ဘဝပဲ။ညောင်းပင်မိတာကကျွန်တို့ရဲ့နေ့စဉ်အစားအစာ။မိမတွေရဲ့နာကအချစ်စတဲ့ဝင်ပေါက်ပဲ။ မိခင်ပေါင်းတယောက်ရဲ့စွမ်းရည်အားဆရာပေါင်းများများစွာရဲ့စွမ်းရည်နဲ့ညီလေကမ္ဘာလောကကြီးကိုတစ်ဖက်အမေကိုတစ်ဖက်ချိန်ရမှာထဲ့ချိန်မှာအမေဘက်ကသောက်ထိုးကြီးတာနေလိမ့်မယ်ခလေးတွေရဲ့ကံစမာကို သူမိခင်သာပိုင်ဆိုင်နေလောကရဲ့အနိုင်ကပ်ကဘဒုလက်ထဲမှာရှိလေလို့မင်းမိခင်တွေရဲ့လက်ထဲမှာရှိတယ်လို့ဖြေရမယ်မိခင်စိတ်မချမ်းသာမှုကိုမပြုတဲ့သားတွေနဲ့သာမိဆွေဖြစ်ပြရစီမိခင်မရှိတဲ့နန်းတော်ကြီးတဲ့ပိုပြီးကြီးကျယ်တဲ့အဆောက်အအုံကြီးတစ်ခုဟာအိမ်မဟုတ် မိခင်နေထိုင်တဲ့တဖက်ရဲ့တဲကလေးကသာနေအိမ်ဖြစ်တယ်။မိခင်တွေရဲ့အလားပါမိခင်တွေရဲ့စာအသတ္တိမိခင်တွေရဲ့အင်အားစေးမှုကိုဘယ်ဘာသာစကားကမှအပြည့်စုံအောင်ဖော်ပြနိုင်မှာမဟုတ်ပါဘူး။တဘာဝတရားကစိတ်ခင်မှုပြရုပ်အဖြစ်နဲ့မိခင်တွေကိုစေလွတ်ထားတာပါ။ဖျားသခင်ကနေရာတကာမှာမရှိနိုင်။အဲဒါကြောင့်မိခင်တွေကိုဖန်ဆင်းပေးခဲ့တယ်မဟုတ်လား။ ကြီးကျယ်ညင်းညက်တဲ့ပုံကိုယ်တိုင်းကထိုကြီးကျယ်ညင်းညက်တဲ့အမွေကိုသူတို့မိခင်တွေခြေကနေရတယ်။အမေဆိုတာအင်အားအမေဆိုတာညံပညာအမေဆိုတာမြတ်တာပင်လေ။မိခင်ကောင်းတယောက်ရဲ့စွမ်းရည်ကအရာပေါင်းများများစွာနဲ့ညီတယ်။မြတ်တာတရားခေါင်းပါလို့အစဏတရားကဲမဲ့တဲ့ဒီကမ္ဘာလောကကြီးမှာစွာအအကြီးမားဆုံးအနက်ဆိုင်ဆုံးနဲ့ထာဝရရှင်သန်နေတာမြတ်တာကိုမိခင်တွေရဲ့နှလုံးသားမှာအစဉ်အမြဲတွေ့ရနိုင်တယ်။ဘာသာတရားကိုင်းဆိုင်မှာမိမပုပ်ပီတာ ဘာသာရေးအထင်းကိုပါပဲကိုယုံကြည်ရဲ့ဘာသာကိုကိုကိုးကွယ်တာကကို့အတွက်ပို့ပြီးတော့အထင်းကိုရနေတာပါပဲထိန်းကိုထိန်းရမယ်စိတ်ကိုထိန်းသိမ်းနိုင်မှဘာသာရေးနဲ့ထိန်းသိမ်းမှုကအကောင်းဆုံးနည်းလမ်းဖြစ်တယ်တရားတော်တွေတိုင်းလိုက်နာနိုင်ရင်တရားကိုကိုကစောင့်တော့တရားကကို့ကိုပြန်ပြီးစောင့်ပါတယ်မိမပေးသားဖို့ရမှာဘာသာတရားကိုင်းရှိုင်းရင်ပို့ပြီးတော့မိမပေးသားပါတယ်တဘာဝတရားထဲမှာမိမကိုအစစ်နှင်ထားကြတယ်လို့ဖြစ်နေတယ် တရုတ်ဆက်ဆံရေးတွေမှာလည်းမိမဘဝဟာနှိမ့်ချလာပါတယ်အဲ့ဒါလို့ရှိနေပြန်တော့ဘာသာတရိုက်ကိုင်းဆိုင်မှသာမိမဘဝရဲ့ဒုက္ခတွေခံတာမယ်။မိမတွေကယောက်ျားတွေလိုဆူတောင်းလို့မရတဲ့အချက်၄ချက်ရှိကြတယ်။တမာတမောက်တာဆိုတဲ့ဖရာဘဝအဖြစ်စကဝတိယာစာဆိုတဲ့စကြဝဠာနည်းအဖြစ်မဟာဗျမဆိုတဲ့ဗျမမင်းကြီးအဖြစ်မာရောဆိုတဲ့မာနမင်းကြီးအဖြစ်ပါပဲ။အဲ့ဒီစုတွေကိုမိမတွေဘဝကနေတောင်းလို့မရပါဘူး။ အသက်လို့ရှင်လို့ရှိရင်လည်းမိဖွားရင်တားရောက်စားလေးလိုချင်ကြတဲ့တွေကများတယ်။အချို့ဆိုစူတောင်းမှုတွေလုပ်ကြတယ်၊ဖျားစုပန်တားရောက်စားလိုချင်ကြတယ်လေ။ဘာသာတရားခိုင်းဆိုင်မှုကဖျားကိုကိုးကွယ်မှုအမှန်ပါပဲ။ကိုးကွယ်မှုဆိုတာအားစားတဲ့သဘောနဲ့တရားတော်တွေကိုစောင့်ထိန်ပြီးတော့အနေရကိုကာကွယ်တဲ့သဘောရဲ့ပါ။ဖျားဆိုတာကိုးကွယ်အားထားရဖြစ်တယ်။မိကိုလဲလျောင်ပုံအောင်ရဖြစ်တယ်။အတိတ်အနာဂတ်ပြစ်စုံပန်ကာလသုံးပါးကိုသိမြင်ပြီးတော့ လူသားတွေအပေါ်အကောင်အဆိုးအကျိုးအကြောင်းညွန်ပြခဲ့တာဖြစ်တယ်။ဆင်းရဲဒုက္ခကနေကဲတင်တယ်။မိမတွေက လူချင်းတတ်မှတ်မှုများတယ်။အဲ့ဒါမို့လို့ဖခင်ရဲ့တရားတော်တွေကိုသိလာတဲ့အခါလူချင်းတတ်မှတ်မှုတွေနည်းလာမယ်။အမျက်တော်သားတွေနည်းလာမယ်။လူကျင်တက်မမှုများတဲ့မိမရဲ့ဘဝကိုထိမ့်သိမ့်နိုင်စွမ်းရှိလာမှာပဲဖြစ်ပါတယ်။မိမကမိမညက်ပြီးသားအောင်ဘာသာတရားရဲ့အထင်းကိုနဲ့အမြဲတည်နေရမှာပဲဖြစ်တယ်။လူမှန်ရင်ဘာသာတရားနဲ့မကင်းကြပါဘူး။ ငင်းစားမှလည်းကောင်းပါတယ်။ဘာသာတရားမဖတ်တဲ့မိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်ကာယကံမှုဝစီကံမှုမနောကံမှုတွေမှာယုံညံ့နေတတ်တယ်။မှန်ကန်တဲ့ဘာသာတရားလုံဆောင်ချက်တွေနဲ့ညီမလူဟာမှန်ကန်မှုမြတ်မယ်။အဲဒါကြောင့်ဘာသာတရားယုံကြည်ချက်ကကျိုးကင်ထားတာပါပဲ။ရရောတာဖော်ရွေတာတိက္ခဏာခွလွတ်တာတွေကဗုဒ္ဓဘာသာတရားမြစ်ချခံမှုတွေရှိပါတယ်။အခြားဘာသာတွေမှာလည်းအဲ့ဒီသဘောတွေရှိပါတယ်။ ဘာသာတရားမဖတ်ရင်အကျိုးမများပဲအဆိုးပွားတယ်။တင်းကြတဲ့ဘဝလို့ယူဆတဲ့မိမဘဝမှာဘာသာတရားကိုတတိမပြတ်စီးကဲ့ရမှာပဲဖြစ်ပါတယ်။ကာမဂုဏ်၅ပါးကိုအတုမဲ့မုံမြတ်တဲ့အရာသာအဲ့ဒါထက်ကာလွန်ချမ်းသာတာမရှိတော့ဘူးလို့ယူဆရင်တော့ဒိဋ္ဌိအယူဝါဒပါပဲ။အခုဘဝမှာမိမဘဝကနေနောက်ဘဝမှာပိတ်တာမှာဘဝကိုရောက်ချင်ရောက်သွားလိမ့်မယ်။အသက်တိုးတဲ့အကြောင်းတရား၄ပါးရှိတယ်။မလုံတဲ့နာကိုလုံတာ အတိုင်းရှိပမာဏကိုမသိတာမကြေလွယ်တဲ့အစားအစာကိုစားတာမေထုံမှုလွန်ကဲတာတွေပဲဖြစ်တယ်။မိမတွေကမေထုနာလို့ခေါ်တဲ့မေထုအမှုမှရောင်ရဲမှုမရှိကြပါဘူး။မရောင်ရဲနိုင်တဲ့တရားကလည်း၄ပါးရှိတယ်လို့ဆိုတယ်။ပိုရီထက်လည်းများတယ်အစားနတ်တဲ့ညမာလေးစလုံးလ6ပုံ ကာမဂုံရှိလွန်ခင်သေးလို့ဆိုရလေဒီစိတ်ဒီဆန္ဒဒီသေးသားတွေကသဘောတရားတွေကိုဗာနဲ့ထိန်းရမှာလေထိန်းလို့ရမှာကဘာသာတရားလိုက်စားတာပဲ တရားအသိကိုနှလုံးသွင်းတာဖတ်ပေါ်စုကြဖတ်ပေါ်စုကိုဖတ်ကြဖတ်ပေါ်ဆိုတဲ့မိမဘဝမှာဖယားကိုထာဝရတတိယတနေရမယ်ခလုတ်တိမှာဖယားမတပါနဲ့ခလုတ်တိမှာတန်ကာမတပါနဲ့မိမပိသားရအောင်ထာဝရဘာသာတရားနဲ့သာမှု့လျောနေပါကညာဘဟုတုတရှင်းနှစ်အရွယ်အမျိုးသမီးကိုဂေါ်ရီလို့ခေါ်တယ်။ဆယ်နှစ်အရွယ်အမျိုးသမီးကိုကညာလို့ခေါ်တယ်။၁၂နှစ်အရွယ်ကိုတော့ကုံမာရီတဲ့။၁၃နှစ်အရွယ်ကိုတော့သွေးဆုံး 25နှစ်အရွယ်ကိုမြတ်မယ်22နှစ်အရွယ်ကိုမြတ်ဝန်း25နှစ်အရွယ်ကိုမြတ်ကျွန်း40အရွယ်ကိုမြောင်းကျူးလို့ခေါ်တယ်မနုစိတ်တရာသမတ်တကြားမှာတော့ဆယ်နှစ်အရွယ်ကိုကလျာဏီလို့ခေါ်တယ်ခွန်းနှစ်အရွယ်မိန်းကလေးကိုဓာယီကာလို့ခေါ်တယ်။မိမရီမှာတီရီသုံးပါရှိရဲ့။အဲ့ဒါကဂျိုရန်၊ဂျိန်တန်းအောင်မဝင်ရတာ၊ထမိန်အထက်အောက်လှမ်းမဝင်ရတာ ပြီးတော့ခြေမစေးပဲအိယာမဝင်ရတာပါပဲ။မိမဘဝမှာ တာဝန်ကြီးကများလာပါတယ်။ယောက်ျားမှာခြေစေးအိယာဝင်ရမယ်လို့စံကံမှာရှာမတွေ့ဘူး။မိမတွေမှာခြေစေးအိယာဝင်မှဒီရီချက်တည်းရှိမှာပဲဖြစ်ပါတယ်။မိမတို့အိမ်နေရင်ရွှေပေးလို့မရ။မိမဘဝဟာအတက်နဲ့သာလူလုံနေတာမဟုတ် အရှက်နဲ့လင်းရှင်တဲ့လူလုံရတယ်။မိခင်လက်ဟာကဘာကိုအုပ်စိုးသားမြတ်သမီးမြတ်ပြိုခင်မယ်။ လူလောကကြီးဟာမိမရိရှိမှသာတည်မြဲနေမှာအေကံမိမမရှိကပါမရှိယဉ်ကျေးမှုမရှိအဲ့ဒါအားလုံးသိကြတယ်တကယ်မိမဘာမှပြဆွေမရစင်းရဲမလားဘာများမှုမလဲလှေစားတော့မကြည့်ွားဘူးဟိငတ်မလားငတ်လို့တည်သွားစမ်းမရဲလန်းရောက်ချင်ရောက်ပေါ့မိမကောင်းပါမှန်တပွင့်ပါမင်းအလမလေးခိုင်မြဲတဲ့စိတ်ဓာတ်မိမမျက်တွေမှရှိရဲ့ငွေပေးလို့ရလားအပေါ်စားမှမိမချင်းဖြစ်မှာ ခွေးမနဲ့နိုင်ခရိုင်ရိုင်ပဲပြောရမယ်တကယ်မိမကောင်းတကယ်မိခင်ညက်တင်ပါနဲ့စင်ကံမလဲငွေပေးလဲမရနိုင် ရွှေပေးလဲမရနိုင်အိမ်တရေကတန်တိုင်းရွှေခိုင်းနဲ့ရိုက်ချိုးလဲမချိုးနိုင်ဘူးတစ္စာမြစ်တာတမာရီဟာမိမတွေမှရှိရှိဟိုသားကြည့်ရင်မိခင်ကောင်းတွေပမာရှာတွေ့တော့မှလဲစကားဆိုရခိအမျိုးမျိုးဆက်ရှင်တန်းနေမိမတို့အိမ်တရေရွှေပေးလို့မရဘူးတယ်လေ ုံနေသည့်လိုက်ပါနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ဆရာဖုံးမြင့်သွေးသူတည်တီကိုလည်းဒီနေရာကနေကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဒေါက်တာနဲ့အိမ်တွင်းမှာတန်ရှင်းစွာနေထိုင်တတ်တာအတော်ဆွဲစင်ကျင်တတ်ခြင်းနဲ့ခြေတာဆူဆောင်တတ်တာမိဘဒါမှမဟုတ်ရင်အုတ်ထိန်သူရဲ့တုံတင်ဆုံးမမှုကိုလိုက်နာတာမိမိပြုလုပ်တာဝင်ဖြစ်တဲ့လုပ်ငန်းရပ်တွေကိုပြင်းရင်မှုမရှိဘဲတိတ်သက်ချက်လက်စွာလုပ်ကင်ဆောင်ရွက်တတ်တာ အစီအရေးကိုမျက်စိနဲ့ရွေးချယ်တတ်ခြင်းမရှိဘဲနဲ့နားနဲ့ရွေးချယ်တတ်ပြီးတော့အလွယ်တကူလက်ခံမှုမရှိတာကျင်ဖော်ရှိပါကကျင်ဖော်ကို ပြုစုယူရတတ်ခြင်းနဲ့အိမ်တော်ရေးကိုထိန်းသိမ်းတတ်တာမိမိကျင်ဖော်မဟုတ်တဲ့ယောက်ျားတွေနဲ့အယောတော်ဝင်မနေတတ်တာ စနီးကောင်တယောက်ဖြစ်အောင်ကြိုးစားရုံမကမိခင်ကောင်ဖြစ်အောင်ကြိုးစားတာသားသမီးတွေအပေါ်နားလည်အောင်ကြိုးစားတာနေထိုင်ရာပတ်ဝန်းကျင်အိမ်နီးနားချင်းနဲ့အဆင်တရာနေထိုင်တာ အိမ်တော်နဲ့ဘောကိုရောက်တဲ့အခါမှာရောင်နောက်စတုံးပါမြင်အဆိုးရှိတာမို့လင်သားနောက်ကိုလိုက်ပါရပြီးတော့လင်ရဲ့မိဘတမီရောက်ခမလင်ရဲ့ပဝင်စင်နဲ့တင့်မြတ်အောင်တိခါလိုက်ရောအကင်းပါစွာပြောဆိုနေထိုင်တတ်တာတလပင်တလင်တမီအဖြစ်နဲ့စိုးတူကောင်းဘတ်အိုအောင်မင်းအောင်ရှားသက်ပန်လုံးနေထိုင်သွားတာစားတဲ့အချက်တွေပဲဖြစ်ပါတယ်မယားစုဆန်ကမယားမြတ်ရှိရောက် မိမန်ဘွားကိုရတဲ့အခါမှာမရမျက်စိရင်ဝင်ဖြစ်ဖို့ကတိတ်ကိုလိုအပ်တဲ့အကြောင်းအရာပါပဲမိမန်မျက်ဖြစ်မှာအလင်ကားချက်ရောက်ခမကတနာပြီးတော့ပဝင်းစင်ကလေးစားကိုရိုင်းမိခင်ဘွားနဲ့အမျိုးကောင်းသားကောင်းသမီးကောင်းတွေကိုမွေးဖွားနိုင်မှာမဟုတ်ပါလားဂျုံညံ့တဲ့မယားဆိုတာကတော့စွန့်ပယ်ခံရတဲ့စိရင်ဝင်ပဲဖြစ်ပါတယ်ရှောင်းစင်အပ်တယ်လို့ရှေးပညာရှိတို့ကဆိုခဲ့တဲ့မယားမျိုး15ယောက်ရှိတယ်အရှက်ကင်းတဲ့မိမအကြောက်ကင်းတဲ့မိမပြင်းရတဲ့မိမညက်ပတ်လောနဲ့မိမ ဝင်းဒိုဆင်းလဲတဲ့မိမနူနာရှိတဲ့မိမလင်းကိုမချစ်တဲ့မိမကြော့ကြမ်းဟော်ရမ်းတဲ့မိမတားယောက်သားမဖွားတဲ့မိမမြုံတဲ့မိမခိုးသူနဲ့တူတဲ့မိမအရှင်သခင်နဲ့တူတဲ့မိမရန်သူနဲ့တူတဲ့မိမရန်ညိုးဖွဲ့တဲ့မိမတစ္ဆာမရှိတဲ့မိမတို့ရဲ့ပါပဲအဲ့ဒီမယားမျိုးတွေကမယားစုတွေဖြစ်ပြီးတော့စွန့်ပယ်အပ်တဲ့ဇယင်းနဲ့မှပါပါတယ်မိမတွေကလူပုံတဏ္ဍာန်ချင်းဘယ်တော့မှမတူသလိုစိတ်သဘောထားချင်းကလည်းဘယ်တော့မှမတူနိုင်ပါဘူး ဆိုရဲသူကဆိုတာပါပဲအတလို့ညင်စိုးမရစိုးနဲ့ပေါင်းရရင်တော့လင်ကောင်းတဖာဖာဖြစ်ရတော့တယ်အချင်းချင်းအတိတ်အကြောင်းမသိကြပါပဲစစ်ကြတာအိမ်တော်ပြုတ်ကြတာကမုတ်ဆအမားကိုဖြစ်စေတယ်အိမ်တော်ရဲ့အချစ်ရေးတွေကကျဲဝန်းလာလို့ပြေစုံကျွမ်းကျင်မှုကမရှိနိုင်ကြပါဘူးမရစိုးကို ရှောင်လို့မရမြက်ကိုရှာတတ်ရမှာပဲဖြစ်ပါတယ်မရမြက်မရလိမ့်မှာရှိရောက်ကတော့ဘေးရန်ရှိတဲ့အခါတိုင်မင်လို့ရတယ်မရား လင်းကိုကျွန်းတဲ့ပွဲလုံးကျွေးတတ်တဲ့မယားကာမဂုံကိစ္စမှာလင်းအလိုလိုက်မွေးလျော်တတ်တဲ့မယားတိတယ်လာပါမှုကိုပြုတ်တတ်တဲ့မယားလင်းကိုအဝိတ္တစာပြင်ဆင်ပေးတဲ့မယားထမင်းစားရက်ကအမိကဲ့သို့ပြင်ဆင်ပေးတဲ့မယားလင်းရဲ့အလိုမှာတီးခံတတ်တဲ့မယားလင်းကိုဘဂတိအခါတိုင်းမောင်းပွားကဲ့သို့ရိုသေရှက်ရောက်တဲ့မယားတို့ကအချစ်စရာကောင်းကားတဲ့မယားအလိမ်မာတွေတွေပဲဖြစ်ကြပါတယ်မိမညက်ဖြစ်ကြောင်းကြားလီပါ ပခတ်လွဲတဲ့လက်တွေကကဘာကိုအုပ်ဆိုးတယ်လို့အဆိုရှိတယ်။မိမမျက်တွေများတဲ့နိုင်ငံကလူရည်ကျွန်း၊သားကောင်းသမီးကောင်းတွေများမယ်။မိမမျက်များတာနဲ့အမျှအဲ့ဒီနိုင်ငံကလည်းတိုးတက်မယ်။မိမတွေကအတ ିକ ကဏ္ဍတွေမှာရှိနေတယ်။မိမတွေကအညာပါပဲ။မိမကောင်းအင်ကဆနှစ်ပါးနဲ့ပြည်စုံမှမိမမျက်ထင်မယ်။မိမကောင်းအင်ကဆနှစ်ဖြာ။မိမကောင်းတို့မှာလက္ခဏာက ဆန္ဒပါတွင်ပြုပြင်ကောင်းခြင်းထမီးဟင်းလျာချက်တွက်စွာ၏ကောင်းရာစေးဖြင့်လိမ္မာအင်းနှင့်ဖုတ်ချင်းပစိုးဝိမျိုးကြေပေါ်တက်မွန်လိမ္မာချီစာရကန့်စီလန်းဥ္ဇာမြဲစွာသာထားလိမ္မာအားနှင့်ယောက်ျားနောက်မှအိယာမြင်သာထကအရင်စားလျင်နောက်မှကိစ္စသမုံပြုကြရရဲ့ပဇာတလိသိမ့်မွေသားယာချိုသောဇကယောက်ျားဆုံးမှလိုက်နာကြ၏တပားအင်ယာကူးလာမတော်လိမ္မာအားနှင့်ကောင်းတာချင်းချင်း ရှင်းမင်းဓမ္မသက်မာစာတက်တယ်။ပုတ်ခတ်စေးရီကင်းဝေးစေကြောင်းမယားကောင်းရဲ့လို့ရှိပါတယ်။မယားကောင်းတစ်ကောက်ဟာမယားကောင်းတစ်ယောက်ဟာတကယ်လိုက်နာမှတကယ်ဖြစ်နိုင်တယ်။လူလွယ်ကူကူနဲ့တော့မဖြစ်နိုင်ပါဘူး။မယားကောင်းဖြစ်အောင်စူးစမ်းခြင်းကမင်းမမြတ်ဖြစ်ခြင်းရဲ့ပါ။မင်းမမြတ်ဖြစ်အောင်လေအောက်ပါအကြောင်းတရား၄ပါးနဲ့ပြည့်စုံရမယ်။တိလဝတီလို့ခေါ်တဲ့အကျင့်တိလအိန္ဒိယရှိတာ။မေဒဝီနီလို့ခေါ်တဲ့အမြော်အမြင်စင်ကြင်ဉာဏ်နဲ့ပြည့်စုံလား။ တတုဒေဝါလို့ခေါ်တဲ့ယောက်ခမကိုအိမ်ဦးနဲ့လို့စည်းကပ်တာပတိဘာလို့ခေါ်တဲ့လင်ကိုယိုတည်ယူရတာတွေပဲဖြစ်ပါတယ်မိမမျက်တွေရဲ့အရေသွေးမှာမိမတော်ယုံဖြစ်ယုံနဲ့မရပါဘူးမိမကောင်းဖြစ်ကြတယ်မိမမှန်ဖြစ်ကြတယ်အဲ့ဒါလို့ကောင်းချင်းတော်ချင်းမှန်ချင်းတွေပြည့်စုံမှသာမိမမျက်စင်းနဲ့ဝင်မှာဖြစ်ပါတော့တယ်